ိတ်ညစ်နေလို့ရှိရင်ဘာကြောင့်စိတ်ညစ်တာလဲဆိုတဲ့အကြောင်းကိုရှာဖို့လိုတယ်။ကိုဘာကြောင့်စိတ်ညစ်တယ်လဲဆိုတော့အတိတ်ကအကြောင်းတွေပြန်စဉ်းစားပြီးတော့လေမလိုအပ်ဘဲနဲ့အတိတ်ကကြုံခဲ့ရတဲ့အတိုင်းတစ်ခါပြန်ခံစားပြီးတော့ပူလောင်သွားတာအဲ့ဒါတွေကိုတွေးပြီးတော့ဝမ်းနည်းမှုတွေပူလောင်မှုတွေဒါတွေနဲ့စိတ်ကမအေးအချမ်းပဲနဲ့ညစ်သွားတတ်တယ်။ပြစ်စုံမှန်အချိန်မှလည်းပဲ ကိုလုံနိုင်တဲ့အလုပ်ကိုအာရုံမစိုက်ဘဲနဲ့မလုံနိုင်တဲ့ကိစ္စတွေကိုခေါင်းထဲထည့်ထားပြီးတော့အတွေးနှိပ်စက်ခံရတဲ့သူတွေစိတ်ညစ်ကြတို့လက်ရှိဘာအလုံးနိုင်ဆုံးလဲဆိုတော့အလုတ်ကိုအာယုံစိုက်နိုင်တဲ့သူတွေတွေးချင်မရဘူးပြစ်စုံပါမှာဘယ်ဟာအရေးအကြီးဆုံးဖြစ်ပြီးတော့ဘယ်ဟာကို အလုံးနိုင်ဆုံးလဲလို့မြင်တဲ့သူတွေတွေးပြီးတော့စိတ်ညစ်နေစရာအကြောင်းမရှိဘူးအချိန်ကိုမရဘူး လှုပ်လှုပ်ရတဲ့အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်သွားဘာမှလုပ်စရာမရှိရင်တပည့်စည်းလဲနေဘာမှလုပ်စရာမရှိရင်ကုံတော်ပွားနေမှာဘယ်တော့မှသူစိတ်ညစ်မခံသူ့စိတ်ကိုလှုပ်လှုပ်ရတာတစ်ခုခုနဲ့မအားအောင်ထားတယ်စိတ်ကိုမအားမလတ်ဖြစ်နေအောင်ထားတယ်လက်တလုံးအလုပ်ပေါ်မှာအာယုံစိုက်ပြီးတော့မအားမလတ်ဖြစ်အောင်ထားရင်ထားမဟုတ်ရင်ကုသိုလ်အာယုံတစ်ခုခုယူပြီးတော့မအားမလတ်ဖြစ်အောင်ထားတာအတွေးနှိမ့်ဆက်မခံဘူးအဲ့ဒါဆိုစိတ်မညစ်တော့ တော့အနာဂတ်အကြောင်းကြံပြတော့ရောက်မှာရောက်မလာသေးတဲ့ကိစ္စနဲ့တွေးပြီးတော့ပူလောင်တော့စိုးရင်လည်းကြောက်ကြတယ်မလုံးကြုံတလို့ဒီခံစားရတယ်အဲ့တော့အပေါ်ပဲရောက်လာတော့မှရောက်လာတယ်လို့ပဲရင်ဆိုင်ပါလူတိုင်းမှာပြဿနာရှိတယ်လူတိုင်းမှာစိုးရင်စရာတွေဆိုတာရှိတယ်မရောက်သေးတော့ကိုကြိုပြီးစိုးရင်ပြီးဘာမှလည်းမလုံးနိုင်ပဲနဲ့တော့ကမွေးထားတဲ့သူလို ဖြစ်သွားရင်အချင်းဒီပဲကိုကိုကိုနှိမ့်ဆက်တဲ့သူပဲဒါကြောင့် မရောက်လာသေးတာဆိုမစင်းစားရဘူးတဲ့မရောက်လာသေးတဲ့ကိစ္စအတွက်ကိုလည်းဘယ်လိုရင်ဆိုင်ရမှန်းမသိဘူးတချို့ကြိုတင်စီမံကိန်းချထားရင်တောင်မှကြုံလာတဲ့ပုံစံကတစ်မျိုးစီစဉ်ထားတာကတစ်မျိုးတလွဲတွေဖြစ်ကုန်တာတွေ့ရတယ်ကိုစီစဉ်ထားသလိုရင်ဆိုင်လို့မရပဲနဲ့အရေးပေါ်ရင်ဆိုင်လိုက်ရတဲ့အရာမျိုးတွေရှိတာဆိုတော့မရောက်သေးတာတွေအတွက်ကြိုတွင်းနေတဲ့သူတွေဟာစိတ်ညစ်တတ်တဲ့သူတွေဒါကြောင့်ကြိုမတွင်းနဲ့စိတ်ညစ်လာပြီဆိုရင် ဂုံတော်များများပွားကောင်းတဲ့အာယုံကိုယူအဲ့ဒီအာယုံနဲ့ပဲချက်ချင်းအေးအောင်လုပ်စိတ်ညစ်တယ်ဆိုတာလဲကြာကြာတည်တာမှမဟုတ်တာမမြဲသောတရားကိုယ်ခံယူချက်ပေါ်မှာပဲမူတည်တယ်စိတ်ညစ်စရာလို့မြင်စိတ်ညစ်မယ်စိတ်ညစ်စရာမဟုတ်ဘူးတဘာဝပဲတတလောလုံနိုင်တဲ့အဥ္စာကိုပဲအာယုံဆိုင်စားစရာရှိရင်စားလှုပ်စရာရှိရင်လှုပ်ဘာမှလှုပ်စရာမရှိရင်ဂုံတော်ပွားမဟုတ်ရင်ပရိစိတ်မဟုတ်ရင်တရားထိုင်အေးသွားမယ်အပေါ်ရည်နဲ့အတွေးတွေနဲ့ချဲ့ပြီးတော့အလုရှုံမခံနဲ့ တတ်တတ်ကိုကိုကိုဒုက္ခပေးရတဲ့သူပဲဘယ်တော့မှမအေးချမ်းနိုင်ဘူးအေးချမ်းခြင်းရင်ပစ္စုပန်တက်တယ်မှနေပစ္စုပန်တက်တယ်မှနေတဲ့အချိန်မှာလဲလက်တွေ့အကြဆုံးတွေကိုလှုပ်အလုံးနိုင်ဆုံးအလုပ်ကိုလှုပ်ယုတ်တိအကြဆုံးအလုပ်တွေကိုလှုပ်မနိုင်ဝင်တွေကိုမထမ်းနဲ့စိတ်မညစ်တော့ဘာမှလှုပ်ရှားမရှိရင် စားစရာရှိရင်စားဒါမှမဟုတ်ရင်ပျော်စရာရှိရင်ပျော်ဒါမှမဟုတ်ရင်လှုပ်စရာရှိတဲ့အလုပ်ကိုအာရုံစိုက်ပြီးတော့လှုပ်အဲ့ဓာရရဲ့အဆုံးစွန်မှာတော့ဂုံတော်ပွား မေတ္တာပို့တရားထိုင်အေးချမ်းသွားလိမ့်မယ်။ဒါကြောင့်အားလုံးသောတရားနာပရိသတ်ပေါင်းစိတ်ညစ်ခြင်းတွေမှာကင်းဝေးကြ၍အမြဲအေးချမ်းသောနေနည်းနဲ့နေနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။အေးချမ်းကြပါစေ။စိတ်ညစ်နေလို့ရှိရင်ဘာကြောင့်စိတ်ညစ်တာလဲဆိုတဲ့အကြောင်းကိုဆရာဖို့လိုတယ်။ကိုဘာကြောင့်စိတ်ညစ်တယ်လဲဆိုတော့အတိတ်ကအကြောင်းတွေ ပြန်စင်းစားပြီးတော့လည်းမလိုအပ်ပဲနဲ့အတိတ်ကအကျုံရတဲ့အတိုင်းတခါပြန်ခံစားပြီးတော့ပူလောင်သွားတာအဲ့ဒါတွေကိုသွေးပြီးတော့ဝမ်းနေမှုတွေပူလောင်မှုတွေဒါတွေနဲ့စိတ်ကမအေးချမ်းပဲတဲ့ညစ်သွားတတ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကွန်ချောအောင် channel ကိုကြည့်ရှုတဲ့အတွက်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ